မကွေးတိုင်းစေတုတ်တရာမြို့နယ်လုံးစုံကြီးရွာကိုစစ်ကောင်စီတပ်ကဧပြီလ24ရက်ည9နာရီကျော်မှာဒေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရွာလုံးကျွနီးပါးမီးလောင်ပြကျသွားခဲ့တယ်လို့မင်းဘူးခရိုင်တရင်တုံးစီကသိရပါဗျ။အင်ဂျီ60ကျော်ရှိတဲ့လုံးစုံကြီးရွာအတွင်းကိုတိုက်ခိုက်ရေးလေးရင်တစ်စီးနဲ့ပေါင်900ဘုံဒီနှလုံးကျဲချခဲ့တာကြောင့်လူနေအိမ်52ဆောင်မီးလောင်ပြကျခဲ့ရတာလို့မင်းဘူးခရိုင်တရင်တုံးမှတာဝန်ရှိသူတဦးကပြောပါဗျ။ အဲကြီးရွာရဲ့အလဲတဲ့တဲ့ကိုကြတာဗျာအဲဘုံပေါ့လေနှလုံးပေါ့အဲနှလုံးကြတယ်အဲအချိန်မှာဒီဒီကိတ်သေးဆုံးမှုကတော့မရှိဘူးပေါ့အဲဒီနှစ်ခွားတည်းကျွန်တော်တို့ဒီလေကြောင်းတိုက်ခိုက်မှုတွေဖြစ်မလို့နည်းနည်းလေးတည်နေကြိုးရတာတော့ကျွန်တော်အလဲရလို့ရှောင်းတာဒါပေမဲ့တချို့ကျွန်းသွားတွေဒီဆုံးကတော့ဒီမွေသိစံနေသေးဆုံးလို့ရှိတယ်ဒီအိမ်တွေကတော့အကုန်လုံးမီးလောင်တယ် လက်ရှိမှာနေအိမ်မီးလောင်ပျက်စီးသွားတဲ့ရွာကန်မိသားစုတွေအနေနဲ့ယာတဲလေးတွေမှာဖြစ်တယ်လို့ခိုးလုံနေကြရတာကြောင့်စားနပ်ရိက္ခာအဝိထေတွေအေးပေါ်လို့အနေနဲ့လို့ဆိုပါရယ်။ရဲ့ဒီစိတ်ချိခိုက်တာရဲ့နောက်ဘက်ကြောက်တရားတွေရတော့သူကမုန်းနေတယ်ပေါ့။အဲတန်းနိုင်တော့ကျွန်တော်တိုင်းတော့ဖယ်ရတာပေါ့။လုံဆောင်ပေးနေပြီ။ဘောလုံးစက်တီတော့မလုံလောက်ပါဘူးဗျာ။လုံဆောင်ကြည့်ရနဲ့တမိုင်ခန့်တော့ကွာဝေးတယ်။စစ်ကောင်စီတပ်ရဲ့ဂါလန်9000စခန်းကိုဧပြီလ24ရက် ည6နာရီကျော်မှာတော်လန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်အရင်းနှီးနေတဲ့စစ်ကောင်စီတပ်ကကြီးရွာကိုအခုလိုဘုံးလာကျေးတာလို့မေဘူးခရိုင်တရင်တုံတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်မှာလဲစေတုတရားမြို့နယ်မုံညင်းကြီးရွာအုပ်စုမုံညင်းကြီးရွာအနီးကိုစစ်တပ်လေဒီပါရာမိုတာနဲ့ဘုံးကျေးတိုက်ခိုက်ခဲ့တာကြောင့်ကလေးနှစ်ဦးအပါအဝင်ခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။